အားလုံးပဲမင်္ဂလာပါရှင်ထိုင်းနိုင်ငံကိုရောက်ရှိနေထိုင်နေတဲ့မြန်မာနိုင်ငံသူနိုင်ငံသားတွေအတွက်သတိပေးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ထိုင်းနိုင်ငံအတွက်မှာကိုဗစ်ရောဂါကူးစက်မှုမြင့်တက်လာနေတဲ့ဆိုတဲ့သတင်းမှာထိုင်းနိုင်ငံအတွက်မှာဆုံကရန်တကြံပွဲတော်ပြီးကိုဗစ်ရောဂါကူးစက်ခံရသူဦးရေဟာတိတိတသားမြင့်တက်လာနေခဲ့ပါတယ်ထိုင်းဆိုရရဲ့ထုတ်ပြန်ချက်အရ ဇန်နဝါရီလ၁ရက်နေ့ကနေမေလ၁၄ရက်နေ့ထိ ကိုဗစ်ရောဂါကူးစက်ခံရသူဟာ9000ကျော်အထိရှိခဲ့ပြီး19ဦးသေဆုံးခဲ့တယ်လို့သိရပါဗျ။ထိုင်းအစိုးရအဖွဲ့ကျန်းမာရေးဝန်ကြီးစွန်ဆက်သက်စုတင်ကတော့အခုလိုယောဂကုသခံရသူမြင့်တက်လာနေပေမဲ့ဆိုရင်ဇာမရှိပဲယောဂဘောဟာတာမဲယာရီတုတ်ခွေအစင်းရဲ့ပြင်းထန်အားလောက်ပဲရှိတော့တယ်လို့ဆိုပါတယ်။ထိုင်းအနာပိုင်တွေကတော့ပြည်သူတွေကိုသတိထားနေထိုင်ဖို့ ကိုဗစ်ရောဂါရဲ့လက္ခဏာတွေကိုစောင့်ကြည့်ဖို့နဲ့လက်ကိုမကြာခဏဆေးကြောဖို့လူထုထက်တဲ့နေရာတွေကို သွားလာချိန်မှာနှာခေါင်းဆေးတက်ဆင်ဖို့အသိပေးထားပါတယ်။ကိုဗစ်ရောဂါပေါ်ဟာ ညိုယိုဗီဇာပြောင်းလိုက်ပြီးတာမန်တုတ်ကွေယောဂတစ်ခုလိုသာ ပြင်ထန်မှုရှိတော့တယ်လို့စမ်းသပ်မှုတွေအရသိရပေမဲ့အသက်အရွယ်ကြီးရင်သူတွေနာရာရှည်ယောဂခံစားနေရသူတွေနဲ့ကလင်းငယ်တွေအတွက်စိုးရင်ရပွဲရှိနေသေးတာကြောင့်ပြင်းထန်စွာဖျားနာမှုတွေဖြစ်ပေါ်ပါကနိစ္စယဆေးရုံဆေးခန်းတွေကိုတွားရောက်ပြသပြီးစနစ်တကျကုသတဲ့နယ်လို့လဲဆေးပညာရှင်တွေကအသိပေးထားပါတယ်ရှင်ကျမနွယ်နွယ်ပါ